ဲလဲစော်လေးတွေပြီးရွက်လေးတွေခြင်ပြီးတော့စောင်းရမ်းချောတယ်နော်ဟာစောင်းရမ်းမိုက်တွေစော်လေးတွေနော်ချစ်စရာလေးအမခိုင်နေဝင်ရေအမကေဟာကိုနည်းနည်းချဲ့ထားနော်အမနော်အမကေဟာကိုနည်းနည်းချဲ့ထားဟုတ်ကဲ့အခုတွေးမြင်နေရတဲ့မြင်ကွင်းကတော့ဒါကျွန်တော်ဒီစကူလန်းပေါ့နော်လာတာဘက်ကစကူလန်းမှာအာတရုတ်တန်းလို့လည်းသိကြရပါဘောနော်အဲ့ဒီနေရာမှာဒါဒီနေ့ကြံအတက်နေ့မြင်ကွင်းပေါ့နော်ကြံအတက်နေ့ဆိုတော့သိတဲ့အတိုင်း အဲတော်တော်ကဲကြမယ်လို့ထင်ပါတယ်ဆိုတော့တကယ်အတက်နေဆိုတော့မိုးချွတ်တောင်အိမ်ပြန်မဲ့အိမ်ပြန်ကြမယ်လို့ကျွန်တော်မထင်ပါဘူးဆိုတော့ဒါစကူလန်းပါနော်ဒါစကူလန်းကဒါမြင်ကွင်းဖြစ်ပါတယ်ခင်ဗျာကဲနေကြတာနော်ကတော့ပါရဲ့ဆောက်ရမ်းကူမှာကဲနေကြတာနော်လူတောင်တိုးမပေါက်ဘူးဗျတိုးပေါက်မယ်လို့လည်းမထင်ဘူးနော်လူကတော့ Yeah, oh, somebody ီတာကတော့ဒီစကူလန်တခုတည်းမဟုတ်ဘူးเนาะအဲကျွန်တော်တို့မနေ့ကအထီးကတော့အဲစကူလန်တခုလိုပဲတည်တယ်ဒီနေ့မှာတော့ဒီစကူလန်ဘက်မှာကတော့တည်ရတိုင်းတော်တော်လေးကိုမှလူတူးမပေါအောင်စီတယ်ဒီစကူလန်မှာကတရုတ်တွေများတယ်ဗောနော်အဲတရုတ်တွေကပြောမယ်ဆိုလို့ရှိရင်ဒါသူတို့ကျင်းပနေကြတာကျွန်တော်တို့ကမြန်မာတွေကသွားပြီးတော့ဒါတရုတ်တန်းကိုသွားပြီးတော့ကမြင်ကြောထားကြရလို့ ထင်းနေပေါ့နော်ဒါတရုတ်တန်းမှာသွားပြီးတော့ကဲနေကြတာပါအဲကျွန်တော်တို့ဒီကြောင်မြောင်းဘက်မှာလဲရေပက်ခံမယ်ဆိုလို့ရှိရင်ကြောင်မြောင်းဘက်မှာလဲစီရလို့ပြောလန်ကြပါတယ်အဒီလဲတန်းဘက်မှာတော့ငြိမ်ရတယ်လို့ပြောရပေါ့နော်အဲဒီစကူလန်းဆိုတာကကျွန်တော်တို့ဒီဘီယာသမားတွေအရသမားတွေဒါအများဆုံးစုဝေးတဲ့နေရပေါ့နော်အဲဒီဘက်ကအဲ့ဒါမျိုးတွေအရန်ပေါ်တယ်အဲကျွန်တော်တို့သူများနိုင်ငံနဲ့နှမ်းရမယ်ဆိုလို့ရှိရင်ဒီတရုတ်ဒီထိုင်းရပေါ့နော်ထိုင်းရဒီပြောမယ်ဆိုလို့ရှိရင် အဲပြောမယ်ဆိုလို့ရှိရင်တော့အကောင်လုံးတင်းကျုံတော့ပြောတာမကောင်းဘူးဒါပေမဲ့ခက်ဆင်ဆင်ပေါ့နော်ထိုင်းနိုင်ငံကဟိုကြက်မာတွေပေါ်တဲ့အတန်းနဲ့ခက်ဆင်ဆင်ပေါ့နော်အဲဒါပေမဲ့အဲ့ဒီအဲစကူလမ်းမှာနေတဲ့သူတွေအားလုံးကိုတော့မဆိုလိုဘူးဒါပေမဲ့အဲ့လိုနေရာကအဲ့လိုပုံစံပေါက်နေတယ်အဲ့လိုလူတွေတော်တော်များများပေါ့နော်အဲဆိုတော့ကိုမဖြစ်ရင်တော့ကိုမနာကြပါနဲ့စကူလမ်းကလူတွေအတွက်ကျွန်တော်ကြိုပြီးတော့ပြောတာပေါ့နော်ဒါပေမဲ့တော်တော်များများကတော့အဲ့ဒီပုံစံပေါက်နေပါတယ်ပေါ့နော်အခုပုံစံကအခုတွေ့မြင်နေရတဲ့အဖွဲကတော့ညနေပိုင်းနေဆောင်တဲ့အထိမပြောင်းကြတဲ့အဖွဲပေါ့နော်ဒီအဖွဲတွေကတော့ ဒါတော်တော်လေးကိုမှဒီနေ့ခဲကြမယ်ထင်ပါတယ်